ကဲအားလုံးပဲမင်္ဂလာပါနော်ဒီသင်္ကန်းစာလေးမှာကမိတ်ဆွေတို့ကျွန်တော်ကစကိဟိုရာနော်ဒီစကိဟိုရာလေးနဲ့ကျွန်တော်သုံးတဲ့ဒီစကိဟိုရာလေးနဲ့စကိဘုတ်တွေကိုဘလို့ညှက်ရမလဲဟုတ်လားဒါမျိုးအမျိုးမျိုးသောစကိဘုတ်တွေကိုဒီဘုတ်မှာလာပြီးတော့စိတ်အဖြစ်အောင်ဘလို့သုံးဘလို့မျိုးပုံစံနဲ့ညှက်ပြီးတော့အသုံးပြုရမလဲဆိုတာကိုဒီသင်္ကန်းစာလေးမှာကျွန်တော်အသေးစိတ်ပြောပြပေးပါမယ် ဲ့တော့ကျွန်တော်တို့ကစကိညှက်တဲ့နေရာမှာလေနော်တမငါချက်ကတော့ပြီးတော့ညှက်လို့နေရအောင်နော်ညှက်လိုက်ရင်ကျွန်တော်တို့ကနေရာမကျလို့ရှင်စကိဘုတ်တွေကလိန်နာကောက်တာကွေးတာဟာလားပြီးရင်ကျွန်တော်တို့ကအပူပေးရတယ်အပူပေးရတဲ့အခါမှာဒီစကိဖိုရာမှာဒဇောင်းကြီးတွေဟာလားဓာမျိုးတွေဒဇောင်းကြီးတော့ပြီးတော့လိုညှက်တာတွေဟာလားဓာမျိုးညှက်တာတွေကကျွန်တော်တို့ဒီဖုန်းစကိရဲ့လေယာဉ်ကိုအများစွာထိခိုက်စေဟာလားဒီလိုမျိုးစကိတွေက ကြားထဲမှာ72လေးရဟလာအများဆုံး72လေးရ9လေးရထက်ပေါ့နော်7လေးရနေပြီးတော့တွဲလေးရတွေရှိရအဲ့တော့ဒီလိုလေးရတွေကကျွန်တော်တို့စကိတ်ဘုတ်မှာလာပြီးတော့ညက်တဲ့အခါမှာအထိုင်မကျလို့ရှင်ကျွန်တော်တို့စကိတ်အပူပေးမယ်ဘာညာအပေါ်ကနေအပူပေးတဲ့အခါကျရင်အဲ့ဒါတက်စီတက်တယ်ဟုတ်ပြီနော်တခြားအပိုင်းတွေမလိုအပ်တဲ့အပိုင်းတွေကိုထိခိုက်စေနိုင်တယ်အဲ့တော့ ကျွန်တော်ကဒီ circuit board တွေကိုဘယ်လိုမျိုးဒီ circuit ပေါ်မှာ circuit holder ပေါ်မှာစေဖြည့်ဆုံးညံ့မလဲဆိုတာကိုပြောပြပေးမယ်เนาะအဲ့တော့ပထမဆုံးဒီ board လေးတစ်ပုဒ်ကိုယူလိုက်မယ်เนาะဒီ board လေးကိုကြည့်အောင်ကျွန်တော်တို့သူ့ရဲ့အပိုင်းကိုခွဲလိုက်မယ်เนาะအတဲ့ကင် board ကိုအတဲ့ကင်နေဆိုတာဘယ်လိုပြောလဲဆိုရင်ဒီမှာ battery ငေါ့ရှိရဲ့เนาะကျွန်တော်တို့က circuit board ကိုဘုတ်ပွားနေဟလားဖုံးဘုတ်ပွားနေဒါဖုံးထားပါလို့ကျွန်တော်ဒါဟိုဟာ body မရှိလို့เนาะ body ပွားနေပြီးတော့နှုတ်တဲ့အတိုင်းလေးကို ီအတဲ့ကိုပြောတာဟုတ်ပြီနော်ဘော်ဒီဝါကနေနှုတ်တဲ့အတိုင်းအတဲ့လေးကိုယူလိုက်မယ်ယူလိုက်ပြီးစကိဟိုရာလေးနဲ့ဘယ်လိုညံ့မလဲဆိုရင်ဒီအတဲ့အတိုင်းလေးကိုကျွန်တော်တို့ဒီဘက်မျက်နှာပြင်မှာလုံပါလားဟိုဘက်မျက်နှာပြင်မှာကျွန်တော်တို့ကအလုံးလုံးမှာလားဆိုတော့ခွဲရမယ်ပထမဆုံးတစ်ချက်နော်ဒီဘက်မျက်နှာပြင်မှာကျွန်တော်တို့ကခွာမယ် IC တွေခွာမယ် error တွေရှာမယ်ဟုတ်လားဒါမျိုးဆိုရင်ဒီဘက်ကနေညံ့ရမယ်အဲ့တော့ဒီဘက်ကနေညံ့ပြီးထားပါတော့ညံ့တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီအတဲ့အတိုင်းယူလိုက်ပြီး ဒီအောက်မှာတစ်ချက်ကြည့်မယ်နော်ဒီအောက်မှာကျွန်တော်တို့အတန်နော်အပေါ်မှာကြာရင်ဘာလို့ဖြစ်တယ်ခြိုင်နေအခွက်တွေပါတယ်ဟုတ်ပြီနော်မညီဘူးပေါ့အဲ့ညီတဲ့ဘက်ကိုယူလိုက်မယ်ဘယ်ဘက်ကိုယူမလဲဆိုရင်ညီတဲ့ဘက်ကိုဒီနှစ်ခုနော်ဒီညက်နှစ်ခုရှိတဲ့ဘက်ကိုညီတဲ့ဘက်ကိုဒီလိုမျိုးယူရမယ်ရမယ်နော်အဲ့လို UV ဆိုတာ ਨੇ ကျွန်တော်တို့ကတစ်ချက် ဟိုဘက်ဒီဘက်ချိန်လို့ရတယ်နော်ဒါတွေကဟိုဘက်ဒီဘက်ချိန်လို့ရတယ်ရတော့ဒီမှာလွတ်တဲ့နန်းလေးရှိတယ်မနော်ဒီ hari ဒီနန်းလေးမှာလွတ်တယ်ပြီးရင်ဒီနန်းလေးတွေလွတ်တယ်ဒီမှာဆိုရင် socket တွေနဲ့တော့ပြီးထောင်းနိုင်တယ်တစ်ချက်ကြည့်မယ်နော်ဒီနန်းလေးတွေဆိုရင် socket တွေနဲ့ထောင်းနိုင်တယ်အဲ့ socket တွေနဲ့ထောင်းနိုင်တဲ့အတွက်အိမ်ငန်းလေးတွေတွားပြီးတော့မထားဘူးအဲ့တော့ဒီဘက်အဆုံးမှာထားမှာတစ်ချက်ကြည့်မယ်နော်ဒီဘက်အဆုံးလေးမှာထားမယ် ဆုံးလေးမှာထားမယ်ပြီးရင်ဒီကောင်လေးဒီဘက်ဆုံးလေးမှာထားမယ်ပြီးရင်ဒီကောင်လေးကို adjust လုပ်ပြလိုက်ဒီနယ်လေးမှာဟုတ်လားကိုကအဲ့လိုမကြိုက်ဘူးဒီဘောလာပြီးတော့တင်မြင်လဲရရယ်เนาะဒါဆိုဟိုဘက်ဆက်ပြီးတော့ဆွဲလို့မရတဲ့အတွက်ကြောင့်မို့ဒီဘောလာတင်ဒီမှာမိုက်ရှိတယ်မိုက်ရှိတော့အဆင်မပြေဘူးအဲ့တော့ဒီအောက်ကိုချလိုက်နော်ဒီအောက်ကိုချပြီးဒီဘေးလေးရနေလာပြီးတော့ပြီးမှဒီစပရင်လေးကိုလာပြီးတော့တိုးမယ် တိုးပီယာနဲ့အပေါ်ဟာနယ်လီကိုကြက်လိုက်ရပြီ။ဒါနော်။အရင်တင်းစရာမလိုဘူးနော်။အရင်တင်းစရာမလိုဘူးနော်။ဒီဟာလေးကစပရင်ကိုအိုးအပေါ်ထိအဲ့လိုမျိုးကြီးတားကြီးမျိုးကြီးလာပြီးဆွဲပြီးတော့အရင်တင်းစရာမလိုဘူး။ဟုတ်ပြီနော်။အနေတော်လောက်ပဲ။စကိဘုတ်ကိုဒီလိုမျိုးကန်ကြီးလိုက်လို့လှုပ်မသွားရင်ရပြီ။ဘဘကိုလန်ကြီးလိုက်လို့လှုပ်မသွားရင်ရပြီ။ဒီဘက်ကိုဒီလိုလန်ကြီးလိုက်လို့နော်ရွေးမသွားရင်နေရာရွေးမသွားရင်ရပြီ။ဟိုဘက်ဒီဘက် ရမယ်နော်လူမျိုးကင်ကြည့်မယ်ဒါဆိုရင်ငြိမ်သွားပြီငြိမ်သွားရင်ဒီတင်အားအဆင်ပြေရမယ်နော်အဲ့တော့ပထမဆုံးကျွန်တော်ကဖက်ကစ်ဘုတ်ကိုအတက်ရွေးလိုက်တယ်အတက်ရွေးပြီးတော့ဒီညီတဲ့ဘက်ကိုဒီကလင်းနှစ်ခုဘက်မှာလာပြီးထားမယ်ရမယ်နော်ဟိုဘက်ကိုကြတော့တခြားတစ်ဖက်မှာထားမယ်အဲ့တော့မှကျွန်တော်တို့ကဒီ circuit board ကိုလုံးဝတညီတညာနဲ့ဒီပေါ်မှာလာပြီးတော့ ကွန်မွန် NPC တွေဖြုတ်မလားဟုတ်ပြီနော်ရှင်းပြမယ်ဒီ IC တွေကိုဖြုတ်မလားအဲကန်းနဲ့ထိုးမယ်ဟုတ်လားဒီကွန်မွန် NPC တွေကိုဖြုတ်မလားတက်မလားအဲ့ဒါမှကျွန်တော်တို့ Zacket Book ကိုလိန်လဲမလိန်ဘူးကြိုးလဲမကြိုးစေဘူးနော်အပူပေးတဲ့အခါမှာစိတ်အဖြစ်ဆုံးစကိညံ့နေဖြစ်ပါတယ်နော်အဲ့တော့ဒီတပုတ်ထဲလာမဟုတ်ဘူးနော်ကျွန်တော်ကြရပြီမယ်နောက်ထပ်တပုတ်ကိုလည်းယူလိုက်မယ်ဒီမှာဒီပုတ်တွေကတော့တူတူတွေပဲနော်ဒီမှာ တစ်ချက်ကြည့်မယ်မာဘက်ထရီပါတယ်ဖုန်းပေါ်ပေါ်နေပြီးတော့ဒီလိုထုတ်တဲ့ဘိုင်းပြီးရင်ဒီဘက်မှာတပင်းကြီးရှိမယ်เนาะဒီအပြင်းကြီးတဲ့ဘက်ကိုဒီဘက်နှစ်ဖက်ချမ်းမာထားမယ်ကိုလုတ်ဘက်ချမ်းပေါ့ကိုဘက်ကလုံးမယ်ဆိုရင်ဒီဘက်ကိုလှည့်လိုက်ပေါ့ဟုတ်လားကိုဒီဘက်ကလုံးမယ်ဆိုရင်ဒီဘက်ကိုလှည့်ပေါ့ပြီးရင်ထောင်ဆုံးလေးတွေမှာတွားပြီးတော့တင်မယ်ဟုတ်နော်ထောင်ဆုံးလေးတွေမှာတင်မယ်ပြီးရင်ဒီအပေါ်မှာကြည့်မယ်နော်တစ်ချက်ပြမယ်နော်ဒီညက်တဲ့အပေါ်မှာ ဒီအပေါ်မှာလည်းကြည့်ပေးရမယ်တခြားကုန်းဝန်းတဲ့ပစ္စည်းတွေလွတ်လာဟိုဘက်ကိုလှန်ကြည့်မယ်ဒီဘက်ကိုလှန်ကြည့်မယ်လွတ်မှဒီနိုင်လေးကိုလာချမယ်မလွတ်ရင်တခြားနေရာလေးကိုရွှေ့ပေးရမယ်ဟိုဘက်ဒီဘက်ဒီမယ်နော်ရလေဟိုဘက်ဒီဘက်ရွှေ့လို့ရတယ်ဟိုဘက်ဒီဘက်ရွှေ့လို့ရတယ်ရမယ်နော်ကဲဒီနားလေးကဆေးဖြစ်သွားပြီဟုတ်ပြီဆေးဖြစ်သွားပြီဆိုရင်ဒီမဲ့တစ်ချက်ကြည့်အောင်နော်ဒါခုနကကျွန်တော်ပြလိုက်ဒီမဲ့ဒီဒီဟာလေးကမတင်းထားတယ် အေးမတင်ထားသေးဘူးပုံစံအတိုင်းကမှတဝက်လောက်ပဲတင်မယ်နော်ဒါကမတင်ထားဘူးပြီးတဝက်လောက်ပဲတင်မယ်နော်ပြီးမှဒီပွားဟာလေးကိုလှည့်ပေးလိုက်ရဒါဆိုရင်ဒီဘက်ကိုလန်လဲမကြတော့ဘူးဟုတ်ပြီနော်ပြီးရင်ဘဘက်ကိုလန်ကြည့်မယ်မကြတော့ဘူးဟုတ်လားပြီးရင်လို့ပြိုင်မကြည့်မယ်လှုပ်ကြည့်မယ်ရမ်းကြည့်မယ်ဟာလာဒါဆိုရင်စကစ်စကစ်ကိုမထိခိုက်စေတော့မလှုပ်လို့ပဲချက် ရမယ်နော်အဲ့တော့ပထမဆုံးရမယ်ထင်တယ်နော်ဒီဟာလေးကိုနောက်တစ်ပုတ်ဆက်စမ်းကြည့်အောင်ဟောဒီလိုမျိုးပုတ်ဒီနော်အဲပြီးရင်ဒီလိုမျိုးပုတ်ဒီကျွန်တော်ဒါအိုးမော်ဒယ်ကြီးပါနော်ဒါမျိုးဝင်ပုတ်ဒီလည်းရတယ်တပြင်းကြီးရလားဒီဘက်မှာတပြင်းကြီးရှင်ဒီဘက်မှာပဲယူမယ်နော်ဒီဘွားကရတော့အတွန့်တွန့်နေပါမယ်ဟုတ်ပြီတပြင်းကြီးရဲ့ဘက်ကိုလာပြီးတော့တောင်လေးယူမလားဒီအလဲကိုယူမလားဒီအလဲကိုယူရင်ပိုးစင်ပြီးတယ်တောင်းဆိုရင်ဒီမှာသေးလေးပဲရှိတာဟာလား ဒီတောင်လေးကဒီမှာသေးသေးလေးပဲရှိတာအဲ့တော့သွားညက်လို့အဆင်မပြေဘူးအဲ့တော့ဒီအလေလေးကိုယူမယ်ဘဘက်ကလည်းတစ်ချက်ဘဘက်ကိုကြည့်မယ်နော်ကွန်မန်ဒပစ္စည်းရှိလားဒီမဲ့တစ်ချက်ကြည့်မယ်နော်ဒီ socket လေးရှိရယ် socket လေးရှိရင်ဒီအလေလောက်ကိုလာညက်ရယ်အဲ့တော့ဒီလိုလေးဖြစ်သွားမှာဗောရမယ်နော်ဒါကတော့ကိုညံရှိတယ်လို့သုံးချရလိမ့်မယ်နော်ပြီးရင်ဒီတိုင်းလေးဟုတ်ပြီနော်ဒါဆိုလွတ်သွားပြီလွတ်သွားရဲ့အနေထားမှာတစ်ဝက်လောက်တင်းလိုက်မယ်ပြီးရင် ပြတ်ပေးလိုက်မယ်ဒီမဟာလေးရမယ်နော်အဲ့ဒါကဘုဘက်လုံးလဲကြာတော့ဘူးဒီဘက်လုံးလဲမလုတော့ဘူးလူကင်ဆွဲလဲလုံမနေရတော့ဟုတ်လားဒါမျိုးဆိုရင်ဒါကအစင်နဲ့ဖြစ်သွားတယ်ရမယ်နော်အဲ့တော့နောက်တစ်ပုဒ်ကျွန်တော်ညက်ကြည့်အောင်နော်ဒီလိုမျိုးဘုတ်ကြီးပေါ့နော်ခုနဘုတ်သေးညက်လိုက်တယ်နော်ဒီလိုဘုတ်ကြီးဒါလည်းတူတူပဲ ခုနလိုပဲကျွန်တော်တို့ကဒီဘက်တပင်းကြီးဘက်ကိုယူလိုက်မယ်တပင်းကြီးဘက်ကိုဘယ်ဘက်ယူမှာလဲဒီနှစ်ခုဘက်ကိုယူမယ်ပြီးရင်ကိုမနက်ပစ္စည်းလွတ်ရာတွေကိုကြည့်မယ်ဘယ်နဲ့လွတ်လဲဟုတ်လားအဲလဲရလွတ်လားဘေးရလွတ်လားဟုတ်လားအဲ့လိုလွတ်တဲ့နံကိုကြည့်မယ်ဘယ်နေရာမှာမလွတ်တာတော့မရှိဘူးเนาะဟုတ်ပြီဒါတော့ရင်ဒီနံလေးကလွတ်တယ်ဟုတ်ပြီเนาะဘုဘနည်းနည်းလေးတိုးလိုက်မယ်ဟုတ်လားအဲ့ဒါလွတ်သွားပြီ ဟုတ်ပြီနော်ဒါလုံရင်းနဲ့စကိဘုတ်တွေမျိုးစားအများကြီးညံ့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 နေရလာလဲပဲပြီးရင်တဝက်လောက်ပဲတင်းမယ်အားပြီးမှဒီပေါ်ဟာလီလာပြီးတော့ကြက်ပြီးဒါဆိုရပြီလို့စကိဘုတ်ကိုလှုပ်လိုက်လို့ရှိရင်လည်းမလှုပ်ရတော့ဘူးနော်ဒါမျိုးဆိုရင်အလုံးလုံးလို့ရပြီဒီပေါ်မှာကွန်မွန်နက်ပစ္စည်းတွေအကုန်လုံးကိုလာပြီးတော့ဖြုတ်တဲ့ကျွန်တော်တို့ကစတင်လေ့ကျင့်လို့ရမယ်ရမယ်နော် အဲ့တော့နောက်တစ်ခုကျွန်တော်ဒီလိုအရှိပေါ့နော်အရှိလေးကျွန်တော်တက်ပြပေးမယ်နော်ဒါအရင်တော့ဗုဒ္ဓေပါနော်အဲမပြင်ရတော့ဘူးလားဆိုတော့လည်းမဟုတ်ဘူးနော်နောက်ပိုင်းအဲ့လိုပေါ့နည်းနည်းပေါပါလေးတော့လာခြင်းနဲ့နော်ဘုံ36 30ကွာညပေါ့အဲဒါဒါမျိုးကြဘလို့ညလို့ရလဲဒီလိုပေါ့ဟုတ်လားတပြေးညီနှစ်ခုရှိနေရအောင်ဒီမှာအကျယ်ကြီးပဲဟုတ်လားဒီအကျယ်ကြီးရှားထဲမှာကျွန်တော်တို့ကလာညံ့မယ်ရမယ်နော်ဒါလွှဲပါတယ် ြီးရင်လိုမျိုးနန်းလေးမှာအကွက်အကွက်လေးရှိတယ်အိတ်ချားထဲမှာလာပြီးတော့ညံ့တယ်အဲဒါလွှဲပါတယ်ဟုတ်လားတဝက်လောက်ပဲပြင်းမယ်ပြီးရင်ကြပ်ပြီးလိုက်မယ်ရအောင်နော်ဒါဆိုရင်ခိုင်သွားပြီးဒီပေါ်မှာ အလုံးလုံးလို့ရပြီအလုံးရကြမယ်လို့မျှော်လင့်တယ်နော်သင်္ကန်းစာတစ်ခုချင်းစီတိုင်းကိုကျွန်တော်တို့တိချာလိုက်ပြီးတော့၄ကျင့်ပြပါနော် ဒါလည်းဒါ knowledge sharing တစ်ခုအနေနဲ့ဒီဗီဒီယိုလေးကဒီ packet book ဘယ်လိုညှက်ရမလဲဆိုတော့ပြပေးရနော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြမယ်